ဘဝမှာတကယ်ကြောက်เสียကောင်းတာကဘယ်သူလဲကိုဘဝကို အချိန်ပြည့်ဖြစ်စီနှိမ့်ဆက်နေနိုင်သူကဘယ်သူလဲကိုဘဝကောင်းဖို့ဆိုရင်ဘာဒီကောင်းဖို့လိုတယ်လဲဆိုတာလေးကို ပြောဆိုကြည့်ခြင်း ਨੇ တည်တော့တည်တံရန်တံကြီးတာတခိုးတယောက်နဲ့တွေ့လို့ကိုပစ္စည်းတွေကိုအဲ့ဒီတခိုးက ိုးယူဖြည့်ဆည်းပြီးတော့ကိုယ်ကိုဆင်းရဲဒုက္ခရောက်အောင်လုံနိုင်တယ်ဆိုရင်လေအမြဲတမ်းတော့လုံနေနိုင်မယ်မဟုတ်ပါဘူးအမြဲတမ်းဆင်းရဲနေရမှာမဟုတ်ပါဘူးဝေရီဝါပနာဝေရီနံကိုယ်ကိုအလွင်မတန်မုန်းတီးတဲ့ရန်သူတယောက်နဲ့တွေ့လို့အဲ့ဒီရန်သူကလည်းကိုယ်ကိုနှိပ်စက်ဖြည့်ဆည်းဒုက္ခပေးနေမယ်ဆိုရင်လည်း သူလည်းအမြဲတမ်းကြီးဒုက္ခပေးမနေနိုင်ပါဘူးအဲ့ဒီသခိုးတွေရန်သူတွေထက်တကယ်ကြောက်စရာကောင်းတာကမိစ္ဆာပဏိဟိတံစိတ်တံမကောင်းတဲ့ကိုယ့်ရဲ့စိတ်ထားတွေမကောင်းတဲ့ကိုယ့်ရဲ့စိတ်ဓာတ်တွေကဒါတကယ်ဒုက္ခပေးနိုင်တာပါပီယောနံတတော်ကလေးတဲ့အဲ့ဒီမကောင်းတဲ့စိတ်ထားရှိသူကို မကောင်းတဲ့စိတ်ဓာတ်ရှိသူကိုအဲ့ဒီမကောင်းတဲ့စိတ်ကပဲနှိပ်စက်ဖြည့်ဆည်းနေလိမ့်မယ်တဲ့အဲ့ဒီကိုယ့်ရဲ့မကောင်းတဲ့စိတ်ကကိုယ့်ကိုနှိပ်စက်ဖြည့်ဆည်းနေတာကတော့အမြဲတမ်းအချိန်ပြည့်ကိုယ့်ကိုနှိပ်စက်ဖြည့်ဆည်းနေနိုင်တယ်။တန်နေရာတလျှောက်လုံးကို နေရောညရောနှိပ်စက်နေနိုင်တယ်။ ဒါကြောင့်ကိုယ့်ရဲ့မကောင်းတဲ့စိတ်ဓာတ်ယုံညံ့တဲ့စိတ်ထားတွေဟာတခိုးတွေဓမြတွေထက်ကြောက်เสียကောင်းတယ်။ကိုယ့်ကိုအလွန်မုန်းတီးနေပါတယ်ဆိုတဲ့ကိုယ့်ရဲ့ရန်သူတွေထက်လည်းကြောက်เสียကောင်းတယ်။တခိုးတွေရန်သူတွေဆိုတာက ကိုယ့်ကိုအချိန်ပြည့်ဒုက္ခပေးမနေနိုင်ဘူး။မကောင်းတဲ့ကိုယ့်စိတ်ဓာတ်ကိုယ့်စိတ်ထားတွေကတော့ကိုယ့်ကိုအချိန်ပြည့်စားပဲနေနေ ိတ်ပဲနေနေအခန်းထဲဝင်ပြီးတော့ဂလန်ထိုးပဲနေနေစောင်းမဲခေါင်းကြီးချုံနေနေဘယ်မှာနေနေဘယ်လိုနေနေအမြဲတမ်းနှိမ့်ဆက်နေနိုင်တယ်ဆိုတာသိထားပြီးတော့ကိုဘဝအတွက်ကိုစိတ်တက်ကိုစိတ်ထားပြီးကောင်းဖို့ဟာအရေးအကြီးဆုံးလို့သိပြီးကိုစိတ်ကိုကောင်းအောင်ပြုပြင်ရမယ်လို့သိမြင်စေခြင်းလေအချင်းချင်းပြင်မှာ ိုးသားရန်သူထိုးထိုးလူတို့တွေ့မှုခဏခုဘဝသာ ကျိုးမဲ့ရှာ၏တဲ့အချင်းချင်းခိုက်ရန်ပွားပြီးနေတဲ့တခိုးဓမြတွေရန်သူတွေဆိုတာကတွေ့တုံးလေးခဏခုတဘဝပဲကိုယ့်ကိုအကျိုးမဲ့အောင်ဖြည့်ဆည်းနိုင်လုံနိုင်မှာပါတဲ့ကောင်းစွာမထားစိတ်ဓာတ်များကသောဝါထုတ်ထက်တန်သာဆက်ဝဲဆက်လက်ထွေထွေ ကျိုးမဲ့စေ၏တဲ့မကောင်းတဲ့ကိုယ့်ရဲ့စိတ်ထားတွေကတော့ကိုယ့်ကိုအမြဲတမ်းတဏှာတစ်လျှောက်လုံးအကျိုးမဲ့အောင်ဆင်းရဲအောင်လုပ်နိုင်တယ်။နောက်ဗုဒ္ဓမိန့်နာတစ်ခုကနာတံမာတာပိတာကိရာကိုယ့်ဘဝရဲ့ဒုက္ခချမ်းသာတွေကိုယ့်ဘဝရဲ့ငြိမ်းချမ်းသာယာမှုတွေကိုအမေကလည်းလုံမပေးနိုင်ဘူးအဖေကလည်း လုတ်မပေးနိုင်ဘူးတဲ့အင်ကြီးဝါပိစညာတကာကိုဘဝငြိမ်းချမ်းပါရမှုတွေဆွေမျိုးသားချင်းမိတ်ဆွေတွေကလည်းလုတ်မပေးနိုင်ပါဘူးတမ္မာပဏိဟိတန်စိတ်တန်တကယ်ကတော့ကိုဘဝချမ်းသာဖို့ကိုဘဝငြိမ်းချဖို့ဆိုရင်ကိုရဲ့ကောင်းတဲ့စိတ်ကပဲလုတ်ပေးနိုင်တယ်တေရတော်နန္တတော်ကလေး အဲ့ဒီကိုယ့်ရဲ့ကောင်းမြတ်တဲ့စိတ်နေစိတ်ထားကပဲကိုယ့်ဘဝကိုမြင့်မြတ်သူဖြစ်အောင်ပြုပေးနိုင်တယ်တဲ့ဒါကြောင့်ကိုယ့်ဘဝကိုမြင့်မြတ်ခြင်းနဲ့ဆိုရင် ကိုယ့်စိတ်ဓာတ်ကိုယ့်စိတ်ထားတွေကိုပဲကောင်းအောင်လုပ်ပါ ကိုယ့်ဘဝငြိမ်းချမ်းခြင်းနဲ့ဆိုရင်လည်းကိုယ့်စိတ်တွေကိုပဲကောင်းအောင်ထားပါအားလုံးချုံပြီးတော့ပြောရရင် ကိုယ့်စိတ်ထားမကောင်းခြင်းက တခိုးတွေရန်သူတွေနဲ့တွေ့ရတာထက်ကို့ဘဝကိုပိုးပြီးတော့ဆင်းရဲစေတယ်။တခိုးတွေရန်သူတွေဆိုတာကကို့ကို အမြဲတမ်းအချိန်ပြည့်ဆင်းရဲဒုက္ခပေးနေနိုင်မှာမဟုတ်ပါဘူး။ကို့စိတ်ထားတွေမကောင်းခြင်းကတော့အဲ့ဒီမကောင်းတဲ့ကို့စိတ်တွေကကို့ကို အချိန်ပြည့်အမြဲတမ်းနှိပ်စက်နေလိမ့်မယ်။ကို့ဘဝချမ်းသာဒုက္ခရအောင်ကို့ဘဝမြင့်မြတ်အောင် ဆိုရင် ိုမိဘကိုဆွေမျိုးတွေကအစဘသူကမှလုတ်ပေးလို့မရနိုင်ဘူးကိုရဲ့ကောင်းမြတ်တဲ့စိတ်ထားကသာကိုဘဝငြိမ်းချအောင်ချမ်းသာဒုက္ခတွေရအောင်လုတ်ပေးနိုင်ပါတယ်လို့ပြောချင်တယ်လူနတ်နိဗ္ဗာန်ချမ်းသာမှန်ကိုဧကံရစီရောက်ပါစေဟုမိဆွေဖာမျိုးမပြူယောကောင်းကျိုးမျှော်လက်စောင့်ရှောက်အပ်သည် ကိုယ်စိတ်ဓာတ်သာပြူရိုးပါသည်လို့ဆိုထားတယ်။ဒါကြောင့်ဤကုန်းရုပ်အနေနဲ့ပြောရရင်အရာရာစိတ်အရေးသဖွယ်သူပင်ကောင်းမှကိုကောင်းရမယ်အလိုလိုက်တော့အမိုက်နေခြင်းတတိကရှုမှတ်ကြရမယ်ဆိုတဲ့အတိုင်းမိမိရဲ့စိတ်ဟာမိမိရဲ့အရေးလို့ အမြဲတမ်းကိုနဲ့အတူရှိနေတာမို့အဲ့ဒီစိတ်ကလေးကောင်းအောင်အမြဲတမ်းတတိနဲ့စောင့်ကြည့်ပြီးပညာနဲ့ထိမ့်နိုင်ကြပါစေလို့ဆန္ဒပြုရင်းပဲဤကုန်းချုပ်လိုက်ပါတယ်အာလုံးအာလုံးမိမိရဲ့စိတ်ကလေးကိုကောင်းအောင်ထားနိုင်သူများဖြစ်ကြပါစေလို့ဆန္ဒပြုရင်းဤကုန်းချုပ်လိုက်ပါတယ်